အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူမင်းမြတ်သူရရေးသားတယ်မွေးဖြူရှင်မလို့အမည်ရတဲ့ဝတ္ထုကို အပိုင်း၄အနေနဲ့ကျွန်တော်ကိုရှိတာမှဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာ မွေးဖြူရှင်မအပိုင်း၄နောက်တစ်နေ့တွင် အမွှာညီကို၂ယောက်သည်ဇေဒီကလေးသို့သွား၍ထုံးတုံမြည်ဟုဆိုကအလုံးများကိုစောစည်းစွာတင်နေ၏ အမှားညီကိုမရှိနိုင်ရင်ညနေစောင်းတည်းအထိအလုံးများကိုတိဟတယောက်တည်းလောက်ရပြီတော့မည်အမှားညီကိုသည်ထုံးပုံများကိုကင်၍ဖတ်ခွာရန်ပြင်နေစဉ်၎င်းတို့အနီးသို့ဘောင်ရွှေများရောက်လာပြီကျုပ်ဒီနေ့ဘောင်စင်လေးချင်းမို့လူလိုနေလေမင်းတို့နှစ်ယောက်ထဲကတယောက်လိုက်ခဲ့ပါဟုပြောလေဒီနေ့တော့လက်ဝဲထိုးဖို့မဖြစ်နိုင်တော့ဘူးဘာကြောင့်လဲဆိုတော့မြို့ပြင်ကဇေဒီကလေးမှာထုံးတင်ကန်ကတ်လူကိုပြင်ဆင်ကြလို့ပဲဟုပြောလေဘောင်ရှင် မောင်ရွှေများကအမွှာညီကိုကိုမကျင်တဲ့ဟန်ဖြင်းကြည့်ပြီဒီလိုဆိုရင်ဒီနေ့ညကျုပ်ကလက်ဝဲမလေးကျင့်ရတော့ဘူးလားခမည်းတော်ထုံးတင်ကန်ကတ်လူရနဲ့ကျုပ်လက်ဝဲကဘယ်ဟာကပိုအရေးကြီးတယ်လဲဟိုရိုင်းဆိုင်စွာပြောလေအမွှာညီကိုဒီမောင်ရွှေများကိုကြည့်ပြီဒီမဲမောင်ရွှေများဒေါ်ပန်းယုံကငါတို့ထုံးတင်ကန်ကတ်ဖို့ကိစ္စပြောထားပြီးသားကွာဒေါ်ပန်းယုံကုံထိုင်ကလည်းခွင့်ပြုလို့ငါတို့သွားတာပါဒီနေ့ဟာငါတို့ညီကိုနှစ်ယောက်ရဲ့မွေးနေ့ကွာပြီးတော့ ်ငါတို့မိဘတစ်ပါးအသေးဆုံးတဲ့နေလေဖြစ်တယ်ငါတို့ဟာမြန်မာပြည်ရဲ့အစွန်အစားကြတဲ့ရွာကလေးတရာမှာနေပြီးမိဘတွေဟာဓမြတ်တက်လို့တည်ခဲ့ရတယ်အဲ့ဒီချိန်ကစပြီးငါတို့အမှားကြီးကိုဟာဘဝမှာနာကြီးကြေကွက်မှုတွေဆင်းရဲကြက်တဲမှုတွေဒုက္ခငရဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်ဒါကြောင့်ဒီလိုနေလေးတနေ့တော့ထုံးသင်ကန်းကပ်ဖို့ဒေါ်ပန်ယုံစီမှာငါတို့ကခွင့်တောင်းပြီးသားကွာကောင်းပြီဒါဆိုရင် တီဟောက်ကိုပဲကျုံနဲ့လက်ဝဲထိုးဖို့ခေါ်သွားတော့မယ်ဟုပြောလေ။ဘောင်ချေမြရဲ့အကြက်ကင်မှုကြောင့်ညီကိုနှစ်ဦးသည်မျက်စိမျက်နှာပြတ်သွားကြပြီးတယောက်ကတီဟောက်ကလက်ဝဲသမားတယောက်မဟုတ်ဘူးကွာ။ဒါကိုမင်းနားလေတင်တယ်။လက်ဝဲမထိုးတတ်တဲ့လူတယောက်နဲ့လက်ဝဲထိုးလေးခြင်းမယ်ဆိုရင်မင်းရဲ့လက်ဝဲပညာဘလို့လောက်ပြီးတိုးတောင်းမှုရှိမှာလဲ။ဒါကြောင့်ဒီနေ့တနေ့တော့တီးခံလိုက်ပါကွာ။ဟုပြောလေ။တိုးတော်မောင်ချေမြကခမရတို့ကတော့ထုံးတင်ငန်းကတ်တယ်ကျုပ်ကတော့လက်ဝဲမလေးကျင်ရဘူးဟုတ်လား ခမရတို့ဘာမှစကားကြောရှင်မနေနဲ့ကျုပ်ဒီကောင်းကိုခေါ်သွားမယ်တင်ရသည်ဘောင်ရှင်များနဲ့စကားများမများလို့တဲ့ဖြင့်ခေါင်းညှင်း၍ရပါတယ်လက်ဝဲလေးခြင်းမှုကျုပ်လိုက်ခဲ့ပါမယ်တင်ညာရတာပေါ့ထိုအခါအမွှာညီကိုနှစ်ယောက်နဲ့တစ်ယောက်ကတိဟမင်းကိုခံပညာမတက်ပဲလက်ဝဲလေးခြင်းတော့မရဘူးလက်ဝဲပွဲဆိုတာတွေးထက်တန်ယုံမှုတွေရှိတယ်ဒါကိုမင်းမမျက်မှတ်တာဟိုစေတနာဖြင့်တည်ပြီးလေဤ ထိုအခိုက်မှာပဲအနည်းတော်ချမ်းသာကြီးဥပလာရောက်ရှိလာပြီးအမှားညီကိုနှစ်ယောက်ကိုကြည့်၍တီဟကိုကိုခိုင်ပညာမတတ်ဘူးလို့ဘယ်သူပြောတယ်လဲတီဟရဲ့ခန္ဓာကိုယ်အရှိုးစစ်ကိုကြည့်တာနဲ့ကိုခိုင်ပညာရှင်တယောက်ဆိုတာကျုပ်သိတယ်မင်းတို့ညီကိုနှစ်ယောက်ဟာလူကဲခတ်တော်တော်ညံသေးတာပဲတီဟကိုလက်ဝဲလေးကျင့်ဖို့တူအနေနဲ့ကောင်းကောင်းအတုံးချလို့ရတယ်ကွာဟုပြောလေသူအခိုက်မှာပဲ၎င်းတို့အနောက်မှာဒေါ်ပန်းယုံရောက်ရှိလာပြီးမောင်ရွှေမြဘတ်တို့လှည့်၍ဒီမှာလူလေ အိမ်ဒီကြီးကိုမောင်တီဟရောက်လာတာမကြသေးဘူးမောင်တီဟနဲ့မင်းနဲ့ရင်းနှီးကြောင်းဝင်မှုလည်းမရှိသေးဘူးဒါမျိုးဟာတယောက်နဲ့တယောက်လက်ဝဲလေးချင်းပေါ်မဖြစ်နိုင်သေးဘူးလက်ဝဲလေးချင်းနဲ့ဆိုတာထိခိုက်တန်းရရတတ်တယ်တယောက်နဲ့တယောက်အကြောင်းမသိပဲလေးချင်းမယ်ဆိုရင် မလိုလားအပ်တဲ့အကြောင်းတရားတွေရှိနေလိမ့်မယ်ဒါကြောင့်လက်ဝဲလေးချင်းပေါ်အမေသဘောမတူဘူးဟုတ်ပြောလေဤတော်ခါမောင်ရှင်မြတ်ဒီမိခင်အင်းမျက်နာကိုမကြည်မချမ်းကြည့်၍အမေဒီကောင်ဟာကျုပ်တို့အိမ်ကြီးရဲ့ အလौသမားတယောက်ပါအလौသမားတယောက်ကိုအမေဘာဖြစ်လို့အခွင့်အရေးတွေပေးနေရတာလဲဒီလိုကောင်မျိုးကိုကြောက်ထိုးလို့သွေးထွက်တိုင်ရုံဖြစ်သွားလဲဆေးကုပေးလိုက်ရုံပေါ့ဟုတ်ပြောလေထိုအခါတီဟာကဝင်ရောက်၍ဟုတ်ပါတယ်အတော်ကျွန်တော်ကိုရှင်မြနဲ့လက်ဝဲလေးခြင်းတော့ဘာမှမဖြစ်ပါဘူးနောက်ပြီးကျွန်တော်ဟာယောက်ျားပါသွေးထွက်တိုင်ရုံဖြစ်လို့ဘာမှမဖြစ်ဘူးဟုတ်ဝင်ရောက်ပြောဆိုလေထိုအခါဒေါ်ပန်းရုံကလက်မခံပဲတော်ပြီမောင်တီဟာအတော်စကားကိုနားထောင်ပါ မောင်ရွှေမြဒီနေ့လက်ဝတ်လေးမကျင့်ရဘူးဟုပြောကအိမ်ကြီးကြီးဘက်သို့ပြန်လည်၍ထွက်ခွာသွားလေ။မောင်ရွှေမြသည်မိခင်၏နောက်ကျောကိုကြည့်၍တောက်ခေါက်ကဘာမဟုတ်တဲ့ကောင်းရင်ဘက်ကလိုက်ပြီးကာစီကာစီလုံနေတယ်။အမေတိတ်ခတ်တယ်ဗျာဟုပြောကထိုနေရာမှမကြေမချာထွက်ခွာသွားလေ။ထိုအခါချမ်းဆောင်ကြီးဥပလသည်၎င်းတို့အနီးမှထွက်ခွာသွားလေ။အမှားကြီးကနှုတ်ဦးသည်တပ်ပြင်းကိုကိုစီချ၍တအူးက စိတ်မပြတ်ပါနဲ့ကွာအိမ်ဒီကြီးမှာနေရင်တော့ဒီလိုပြဿနာမျိုးတွေအမြဲကြုံနေရမှာပါပဲဟုတ်ပြောကထုံးတင်ငန်းကပ်ရန်ထွက်ခွာသွားလေတော့ဤမြေကိုနှစ်ဦးထွက်ခွာသွားပြီးမကြာမီမှာချမ်းဆောင်ကြီးဥပလာအိမ်ဒီကြီးမှာထွက်ခွာသွားလေသည်တိဟတဲ့ခြံထဲကြီးအလုံးများကိုတကိုယ်တည်းလောက်ကင်နေဤအတန်ကြာလောက်ကင်ပြီးနောက်ခြံဝါးမှာဆူညံသောအတန်ကိုကြားရဤလူရုံမှာမင်းအိမ်ပေါ်ကဆင်းခဲ့တယ်ဒီမြို့မှာမင်းလောက်ရုံမာတဲ့သူမရှိဘူး မင်းဟာသူတပါးသားပြိုသမီးပြိုတွေကိုနှောက်ချက်ဖြက်စီးရမှစားဝင်အိပ်ပြိုတဲ့သူပဲအမျိုးရုပ်ကအိမ်နေကြီးပေါ်ကဆင်းခဲ့တဲ့ဟူသောအတန်ကိုကြားရလေတင်ဟသည်ထိုအတန်ကြောင့်တကားနာသို့တွားကြည့်လိုက်ရာလက်ထဲတွင်ဒုတ်ကြီးကိုကင်ထားသောတံမာထွားချမ်းသည့်လူကြီးတယောက်ကိုတွေ့ရလေထိုလူကြီးကိုမြို့လူမိုက်မိုက်ခဲကြီးဟုတစ်မျိုးလုံးကတည်ထားကြ၏မြို့လူမိုက်မိုက်ခဲကြီးကဆက်လက်၍လူယုံမှာကမင်းဟာသူတပါးသားပြိုသမီးတွေကို နှောက်ချက်ယုံနဲ့မကဘူးငါရဲ့နှမကိုနှမချင်းမဆန်တာပဲအမျိုးမျိုးရုပ်မာခဲ့တယ်မင်းအခုအိမ်ပေါ်ကဆေးကကြမ်းဟိုလွန်သွားကျဲတောင်တော့အတန်ဖြင့်အော်ဟစ်ဆဲဆိုလေထိုအခိုက်မှာပင်အိမ်တကားဘဝတို့မောင်ရွှေမြရောက်လာပြီးအပြင်တို့မထွက်ရဲရဲပြူတစ်ပြူတစ်လုံနေလေမြို့လူမိုက်မိုင်းခဲကြီးအော်ဟစ်တန်ကြောင့်အနေနာကြီးလူများသည်အိမ်ကြီးကြီးအနည်းတို့ရောက်ရှိလာကြ၏မိုင်းခဲကြီးအော်ဟစ်တန်ကြောင့်လူများသည်အိမ်ကြီးကြီးအရှင်း၌ဝိုင်းအောင်လာကြသည် ဒေါ်ခိုက်တွင်ဒေါ်ပန်းယုံသည်ဝရဏနာသို့ထွက်လာပြီးအိန္ဒီကြီးကိုဂုံတိတ်ခါကြအောင်ပြုလုပ်သောမောင်ရွှေမြကိုမကြေမချမ်းဖြစ်နေလေ။ဒေါ်ပန်းယုံသည်အိမ်ချဲ့တွင်ဝိုင်းအောင်နေကြသောလူစုလူဝဲကြီးကိုကြည့်ရှုလိုက်ပြီးမောင်တီဟာဘတ်သို့လှဲ့ကာ။မောင်တီဟာအိမ်ချဲ့မှလူတွေအော်ဟစ်နေတဲ့သူတွေကိုအိမ်ထဲဝင်ခိုင်းပြီးမကြေနပ်ချက်တွေကိုအေးအေးဆေးဆေးပြောခိုင်းပါဖိတ်ခေါ်လိုက်ပါဟုပြောဆိုလေ၏။ဒေါ်ခါမောင်တီဟာသည်ချန်ပီယံသို့ထွက်သွားကြလေ၏။ချန်ပီယံသို့ရောက်သောအခါမျိုးလူမိုက်မိုက်ခဲကြီးက ေကချွေမြဆိုတဲ့လူယုံမှာဗမ်းမလဲဒီကောင်းကိုထုတ်ပေးတယ်ဒီကောင်းငါနှမကိုအမျိုးမျိုးစိတ်ဒုက္ခရအောင်လုပ်နေတယ်ဒီကောင်းအနောက်ချက်ပေးတာကြောင့်ငါနှမအပြင်ကိုတော့ရဲရဲမထွက်ရဲတော့ဘူးဒီကောင်းကိုငါဆုံးမမှာကျင့်တ်မယ်ဟုအော်ဟစ်ကျင်းပောင်းလေတို့အခါတီးရကခမားစိတ်ဆိုးတာကိုကျွန်တော်နားလည်ပါတယ်ဒါပေမဲ့မကျင့်တ်တာချင်းအိမ်ထဲဝင်ပြီးအေးစစ်စစ်ပြောပါရှမ်းပြင်းကနေအော်နေတာကတော့လူအများကြားလို့မသိတော့ပါဘူးဟုပြောလေ၏ ိုအခါမြို့လူမိုက်မိုက်ခဲကြီးကချွေမြရုပ်မာကတော့ငါနာမအချက်မရတော့ဘူးလားဟမ်အိမ်ကြီးကလူတွေပဲအချက်ရှိတာလားကွချွေမြကြောင့်ငါနာမအိမ်ထဲကအိမ်ပြန်တော့မထွက်ရဲတော့ဘူးဒီကောင်ဟာမြို့ကမိကောင်းဖခင်တာသမီးတွေကိုအမျိုးမျိုးစိတ်ဒုက္ခရောက်အောင်လုပ်နေတာကြာပြီအခုတော့ငါနာမကိုတော့မချမ်းပဲဒီကောင်စော်ကားမော်ကားပြုတ်နေတာဒီလိုကောင်မျိုးကိုအိမ်ကြီးကဒေါ်ပန်းရုံလိုဘိန်းပါကြီးကမထိန်သိမ့်တော့ဘူးလား ီကောင်းကိုပဲအလိုလိုက်ထားတော့မှလားကြားတယ်ကွာစကားတွေရှိချေဝိုးဝဲမပြောချင်ဘူးဒီကောင်းကိုအိမ်ထဲကခေါ်ထုတ်ပေးတယ်ဒီကောင်းနဲ့ငါပြဿနာရှင်းမယ်ဟိုအော်ဟစ်လေတီဟာကတက်ပြင်းရှာ၍ကျုပ်ကျုပ်တောင်းမှန်ပါလေအိမ်ကြီးကြီးတဲကိုရောက်မှခမည်းရဲ့မကျေနပ်ချက်တွေကိုပြောပြပါမောင်ရွှေမြရဲ့ရုံမှမှုတွေကိုပဲကျုပ်တို့အနှူးညွတ်တောင်းမှန်ပါလေဟိုပြောလေမျိုးလူမဥမတ်အကြီးကလက်မခံပဲဟေ့ကောဒီလောက်တောင်မမိုက်သေးဘူးကွာ မင်းတို့ငါ့ကိုအိမ်နေကြီးတက်ခေါ်ပြီးလူအင်အားနဲ့အနိုင်ယူမလို့လားတတ်တဲ့ချင်းဒီမှာပဲတယောက်ချင်းရင်ဆိုင်တိုက်ခိုက်လို့ရတယ်ကွအဲ့ဒီကောင်ကသာထုတ်ပြီးငါချင်းမယ်လက်ယုံးရင်ချင်းချင်းမယ်မင်းတို့အိမ်နေကြီးတက်ကကောင်တွေကလည်းတယောက်ချင်းချင်းပြိုင်လို့ကတော့ဘယ်ကောင်းမှငါမမှုဘူးကွဟိုအော်ဟစ်စိန်ခေါ်လေတရတဲ့မျိုးလူမိုက်မိုက်ခဲကြီးအားအိမ်ထဲသို့ဝင်ရန်အကြိမ်ကြိမ်ဖိတ်ခေါ်၏တို့တော်ဥမိုက်ခဲကြီးကလက်မခံပဲ၎င်း၏လက်ထဲကြီးဒုတ်ကြီးကိုမြောက်၍ဟေ့ကော မင်းငါ့ကိုဘာမှနားမချနိုင်နဲ့ချွေမြကိုထုတ်ပေးမလားမထုတ်ပေးဘူးလားချွေမြကိုထုတ်မပေးရင်တော့ငါလက်ထဲကဒေါကြီးကမင်းရဲ့အတွက်ဖြစ်သွားလိမ့်မယ်ဟိုအော်ဟစ်ကျင်းပေါင်းပြန်ကြီးမိုက်ခဲကြီးအော်ဟစ်ကျင်းပေါင်းတန်ကြောင့်အိန်နေကြီးခြေတွင်လူအများပါပုံမှုရစ်များပြားလာ၏ဒေါ်ပန်းယုံနှင့်အိန်နေကြီးအတွက်မှာမမမမရက်တည်မီယောက်ျားဆို၍တိဟတအူးသာရှိလေ၏အမွှာညီကောင်မလည်းမြို့ပြင်ရှိဇေဒီကလေးကိုထုံတုတ်ရန်သွားလေပြီ။ဆန်းဆောင်ကြီးမှာ ရှမ်းတောင်ကြီးဥပလမှာလည်းမြေတီအရက်တို့ထွက်သွားသည်လည်းမသိရရှိ။ဒေါ်ပန်းယုံ၏အိမ်ပေါ်မိန်းကလေး၃ယောက်မှာအရေးအရှင်းရှိတော်လေ။ဒေါ်ပန်းယုံ၏ခွင့်ပြုချက်မရတဲ့ဖြင့်အပြင်သို့မထွက်ရဲကြရှိ။တိဟသည်လူမိုက်မိုက်ခဲကြီးကိုတောင်းပန်၍မရတော့ကြောင်းခမရဒီလောက်တော့တောင်းပန်လို့မရလဲ။ကျုပ်ကိုလှုပ်ရှင်ညာလှုပ်တော့ဗျာ။ကျုပ်ခုခံဖို့အတင့်ပဲ။ဟုတ်ပြောလေ။ထိုအခါလူမိုက်ကြီးကသူ၏လက်ထဲရှိဒုတ်ကိုမြှောက်၍ဘောင်တိဟ၏ဥကောင်းကိုရိုက်ချလိုက်လေ။ထိုအခါ မိုက်ခဲကြီးတို့ကိုလှည့်မြသွားချောင်းတင်းလိုက်လေ၏မိုက်ခဲကြီးသည်သူ၏ရရှိလွဲဆွဲသွားသောကြောင့်တိဟကိုဒုတ်ဖြင့်ဆင့်ကဆင့်ကရိုက်လေ၏ရံပွဲကိုဝိုင်းအောင်ကြည့်ရှုနေကြသောမြို့လူတို့သည် မိုက်ခဲကြီးအားတိုင်းပညာတတ်ကြောင်းသိသည်ဖြင့်ပွဲကြီးပွေကောင်ကြိတ်ရတော်မူထင်၏သို့တော်မောင်တိဟမှာကိုခန့်ပညာကိုအစင့်မြင့်မြင့်တက်ကြွထားသည်ဖြင့်မိုက်ခဲကြီး၏တိုက်ခွတ်များကို ကောင်းစွာချောင်းတင်းလိုက်၏ တိဟသည်မိုက်ခဲကြီးနှင့်တိုက်ခိုက်ရင်း၎င်းသည်ကိုခံပညာတက်ကျွမ်းသူမှန်သိရှိသွားသည်သူသည် မိုက်ခဲကြီးအားလက်နက်မဲ့ဖြင့်ခုခံရင်းအခွင့်သာသောအခါမိုက်ခဲကြီးကိုတို့ပုကခာရင်ဝအားလက်သည်ဖြင့်ဆင့်ကဆင့်ကထိုးချလိုက်သူအခါမိုက်ခဲကြီးသည်မချောင်တိမ့်နိုင်တော့ပဲမြေပေါ်သို့လဲကျသွားလေ၏သူအခါဝိုင်းအောင်ကြည့်ရှုနေကြသောလူအများကလုံးဝစွာအံ့ဩသွားကြ၏အဘဲကြောင့်ဆိုသောမိုက်ခဲကြီးသည် ညို့လူမကြီးတူဖြစ်တော်လေအရင်ကတိုင်းဆရာတူဖြစ်ဤတီဟာကဝိုင်းအောင်ကြည့်ရှုနေကြတော့ညို့လူတို့ကိုကြည့်၍ဒီလူကြီးတိတ်ပြီးစိတ်ဆိုးနေတယ်ဗျာဒီလူကြီးကိုခမည်းတော်ခေါ်သွားစမ်းပါသူစိတ်ပြေတဲ့အချိန်ရောက်မှအိမ်ကြီးကိုလာပြီးရှင်းပြစရာတွေရှိတာကိုဖြေရှင်းပါလို့ပြောလိုက်ပါဟုပြောရင်အိမ်ကြီးအတွင်းသို့ပြန်လည်၍ဝင်ရောက်သွားခဲ့လေညို့သူမျိုးသားများသည်မိုက်ခဲကြီးကိုထမ်းရင်းအိမ်ကြီးရှိမှထွက်ခွာသွားလေတီဟာချန်ဝင်းတဲ့သို့ပြန်ရောက်သွားသောအခါ မိမိအားအလွန်အံ့ဩဟန်ဖြင့်ကြည့်ရှုနေသောမောင်ရှိမြကိုတွေ့ရလေသည်မောင်ရှိမြသည်တိဟား၏ကိုခံပညာကိုတွေ့လိုက်ရသဖြင့်လွန်စွာအံ့ဩနေပုံရ၏ရှင်မြသည်မြို့လူမိုက်မိုက်ခဲကြီး၏ပညာကိုမရှင်ဝန့်သဖြင့်အိမ်ထဲ၌ပုံအောင်နေခြင်းဖြစ်၏ဒေါ်ပန်းယုံသည်အိမ်နေကြီးအပေါ်ဓမ္မနေ၏မောင်ရှိမြအားမေးဝင်းဝင်းတောက်သောမျက်လုံးများဖြင့်ကြည့်ရှုကဒီမှာရှင်မြမင်းငါ့ကိုတားတရအောင် မင်းကငါတားတရအဖြစ်မွေးစားတာဟာပထမဆုံးအကြိမ်ဖြစ်ဒီနေ့မှာငါနောင်တရခဲ့ပြီမင်းဟာအိန်ဒီကြီးရဲ့ဂုံချက်တီကိုထိခိုက်အောင်လှုပ်ဆောင်ခဲ့တယ်ဟုပြစ်တင်နေပြီမောင်ကျင်မြတီဒေါ်ပန်းယုံကိုဆော့ရကမတက်နိုင်ပဲခေါင်းငုံရည်သာနေနေတော့ဤတိဟတီ၎င်းတို့၏စကားများကိုနားမထောင်တော့ပဲထိုနေရာမှထွက်ခဲ့လေတော့ဤတိဟတီပန်းချံအတွင်းချီအလုံးသမားများအားလက်နေသဖြင့်အိန်ဒီကြီးပတ်ဝန်းကျင်ကိုလှည့်လည်ကြည့်ရှုရန်ထွက်ခဲ့လေဤ သူသည်အိမ်နေချင်းအနောက်ဖက်ရှိတင်းချိုင်းကိုဖြတ်တန်းပြီးနောက်ကျယ်ပြန်သောတဲတောင်ကိုတွေ့ရလေ၏တဲတောင်၏တစ်ဖက်တွင်ချောင်းငယ်ကလေးတစ်ခုရှိ၏ချောင်းတစ်ဖက်တွင် အတော်အတန်မြင့်မားသောတောင်တုံးကလေးလည်းရှိပါသည်တောင်ကုန်းပေါ်တွင်ရွှေရောင်တဝင်းဝင်းလက်နေသောဇေဒီငယ်ကလေးကိုတွေ့ရ၏တိဟသည်တဲတောင်မြင်ရှိရသောရောက်ခဲ့လေ၏သူသည်အိမ်နေကြီးတဲတွင် နေပေါင်းများစွာနေခဲ့ရသည်ဖြင့်မုန်းကြက်ကတဲတောင်မြင်ကိုမြင်ရသည်ဖြင့်ရင်ထဲမှချမ်းမြေ့သွားလေ၏ တဲတောင်မြင်းကြီးတစ်ဖက်တွင် အရေးကောင်းစွာရှိသောတောအုပ်ကလေးတစ်ခုရှိ။တိဟသည်တောအုပ်ကလေးရှိရာသို့တကိုယ်လေးထွက်ခဲ့လေ။ထို့နောက်အရေးရသောတစ်ပင်အောက်တွင်ထိုင်၍ရှောင်းရည်ပြင်ကိုငေးမောကြည့်ရှုနေစဉ်အိမ်ဒီကြီးမှအမျိုးသမီးကလေးနှစ်ဦးသည်တဲတောင်မြင်းသို့လျှောက်လာကြောင်းတွေ့ရ၏။သူသည်ရှောင်းအဆက်တွင်တွေ့ရသောလှေကလေးရှိရာသို့သွား၍တစ်ဖက်ကမ်းသို့လော်ခတ်သွားလေ၏။တိဟသည်မိန်းကလေးနှစ်ဦးတစ်ဖက်ကမ်းသို့ကူးခတ်သွားပုံကိုကြည့်ရှုနေလေ၏။ ထိုအခိုက်မှာပင်တစ်ပင်ပေါ်မှတစုံတစ်ခုပြုတ်ကျလာသည်ဖြင့်တိဟသည်လန့်၍နောက်သို့ဆုတ်လိုက်လေထိုအခါတစ်ပင်ပေါ်မှခုန်ချလာသူမှအဝေအစားအဆုတ်အပြတ်များနဲ့ဝတ်ဆင်ထားသောတံတောင်းစားတဦးဖြစ်ကြောင်းတွေ့ရလေတံတောင်းစားကတိဟကိုကြည့်၍ကိုလူမိန်းကလေးနှစ်ယောက်နောက်ကိုလိုက်ပြီးချောင်းနေတယ်။ဘာဖြစ်လို့လိုက်ချောင်းနေရတာလဲ။မိန်းကလေးနှစ်ယောက်ကို မတော်တရားပြုကျင့်မလို့လား။ဟုတ်မင်းမြန်လေကြီး။ထိုအခါတိဟကခေါင်းခါရမ်းလိုက်၍ ဲ့လို့ဘာတွေလာပြီးဆူဆွဲနေတာလဲကျုပ်ကိုကြည်စမ်းဒီလိုမတော်မတရားပြုကျင့်တဲ့ရုပ်မျိုးလားမိန်းကလေးတွေဟာကျုပ်နဲ့တအိမ်နဲ့အလုံးလုံးနေတဲ့သူတွေပြသူတို့ဘယ်သွားလဲသိချင်တော့ကျုပ်ကြည့်နေတာဟုပြောလေထိုအခါတရောင်းစားကညံ့မှောင်ကျုံကြီးဩမင်းကအိမ်ကြီးကြီးကလူလားမင်းကိုအရင်ကတခါမှမမြင်မှုပါဘူးရောက်တာမကြသေးဘူးနဲ့တူတယ်ဟုပြောလေရာတီဟာကဟုတ်တယ်ကျုပ်အိမ်ကြီးကိုရောက်တာမကြသေးဘူး ခမရကအိမ်ကြီးကလူတွေတဲ့ကြောင့်တိနေလို့လားဟုတ်မေးမြန်းလေသူကခါတထောင်းစားကကောင်းညင်၍ဒီပန်ဝန်းကျင်မှာအိမ်ကြီးကလူတွေအကြောင်းကိုမသိတဲ့သူခက်ချားချားပဲကွာငါလိုလူတယောက်ဟာအိမ်ကြီးကိုအိမ်ကြီးကလူတွေကိုတိတ်ပြီးတိတာဗောဟုတ်ပြောလေသူကခါတိဟာကထိုသူဤဆုတ်ချနေသောအဝယ်စားများကိုအထက်သေးဟန်ဖြင့်ကြည့်၍ခမရရဲ့ခြေလက်တွေကအကောင်းကြီးပဲလေဗျာဘာဖြစ်လို့ဒီအလုပ်ကိုလှုပ်ရှားရတာလဲဟုတ်မေးလေသူကခါတထောင်းစားက ေကောင်မင်းငါ့ကိုစော်ကားလာကြည်လားငါ့ကိုတရောင်းစားအောက်မိလို့လားငါ့ကိုဒီအနီးနားကလူတွေအားလုံးတထေဦးချမ်းသာလို့သိတယ်ကွဒီနားမှာငါပိုင်တဲ့လေပဲလက်ညှိုးထိုးမလို့အောင်ရှိတယ်အဲ့ဒီချောင်းတစ်ဖက်လမ်းကရွာသားတွေအားလုံးကငါ့ရဲ့အကျွေးနဲ့လွတ်တက်သူမရှိဘူးဟုပြောလေမောင်တီရတဲ့တရောင်းသားရဲ့စကားကြောင့်အံ့ဩဟန်ဖြင့်ကြည့်နေ၏သူအခါတရောင်းသားကတဟားဟားရေမောပြီး တောင်းမှအကော့လူမအဝဲဆိုတဲ့ဇာကကတိတ်မှန်တာပဲငါရဲ့ဆုတ်ရှာတဲ့အဝဲစားတွေကိုကြည့်ပြီးမင်းဟာငါ့ကိုလဲပါရှင်တထေးတရားဟုတော့မထင်မှကိုဟုညည်းတွားလေတို့အခါတရားကတထောင်းစားကိုကြည့်ပြီးနေပါဦးခမည်းကလဲပါရှင်တထေးသာဆိုတဲ့ဘာဖြစ်လို့ဒီလောက်ဆုတ်ရှာတဲ့အဝဲစားတွေဝတ်ထားရတာလဲကြည့်ပါဦးခမည်းရဲ့ပစိုးကလည်းအဖာအထေးတွေနဲ့အများကြီးနဲ့ကျုပ်ကလည်းအင်းကြီးကလည်းအဝဲစားအပေါက်ပြဲတွေနဲ့ ခမားလွယ်ထားတဲ့လွယ်အိတ်ကိုလည်းကြည့်အောင်စုပ်ပြတ်တက်နေတာပဲဖဏလဲမပါဘူးနောက်ပြီးတော့ခမားဝှက်ထားတဲ့အင်းကြီးကလည်းရက်ပေါင်းများစွာမချော်ထားတဲ့ပုံပဲဂျေးအထက်ထက်တက်နေတယ်ဒီလိုလူမျိုးကိုလဲပိုင်းရှင်တစ်ထည့်တယောက်ဆိုတာကျွန်တော်ဘလို့ယုံရမှာလဲဟုတ်မေးမြန်းလေသူကကတထောင်စားဟာတဟားဟားရင်မောလိုက်ပြီအေးပေါ်လေငါရဲ့တထောင်စားပုံစံကိုကြည့်ပြီးပြောတာတော့ငါအပြစ်မပြောပါဘူးတကယ်တော့အရင်တုန်းကငါဟာဆင်းရဲနွမ်းမခဲ့ပါတယ် တရားလုံးမှာငါဟာအစင်ရဆုံးပဲစင်ရလုံးလို့နိုင်ငံပိုင်းကလေးနဲ့နေခဲ့ရတယ်ဒါပေမဲ့ငါလိုစင်ရနွမ်းပါတဲ့လူတယောက်ဟာနှလုံးသားရှိရယ်ဒါပေမဲ့ငါဟာအချောဆုံးအလားဆုံးမိန်းကလေးတယောက်ကိုရှစ်ခဲ့မိတယ်ကိုးနောင်ကိုင်းမိန်းကလေးချောလေးဟာလဲပိုင်ချင်းကြီးတယောက်ရဲ့တမီးပဲငါဟာကိုးနောင်ကိုင်းမိန်းကလေးနဲ့ဘဝချင်းမိုးနဲ့မြေကွာခြားပေမဲ့သူ့ရဲ့မြေတားရဖို့ကစူးစမ်းခဲ့တယ်ဒါပေမဲ့ ိုးနောက်ကိုင်မင်းကလေးဘက်ကငါ့ကိုတလိမ့်ဆန်တကောင်လောက်တောင်သဘောမထားပဲဝိုင်းဝန်းနှိပ်ဆက်ပြီးပို့လိုက်ကြတယ်ငါ့ကိုအချက်ကွဲပြီးဝိုင်းဝန်းနှိပ်ဆက်ကြတယ်ဒါပေမဲ့ရာသူရသားတွေအားလုံးငါ့ဘက်ကမရက်တည်ကြဘူးငွေကြေးတနချမ်းသာကြွယ်ဝတဲ့လေပိုင်ရှင်ဘက်ကပဲရက်တည်ကြတယ်ငါ့လိုလေကူလီတယောက်ဟာလေပိုင်ရှင်တထေးသမီးကိုးနောက်ကိုင်တယောက်ကိုမှန်းနေဆိုပြီးမတမ်းမရမှန်းနေဆိုပြီးဝိုင်းဝန်းပြီးတော့ပြစ်တင်ကြတယ် အဲ့ဒီကစပြီးငါလည်းတရွာလုံးကိုစိတ်နာပြီးမြို့ကိုတက်သွားခဲ့တယ်။ငါဟာရှမ်းသာကျင်လုံးတို့မိုးကုတ်ကိုသွားပြီးကြောက်တူးတယ်။ဒါပေမဲ့ကြောက်မအောင်ဘူး။စင်ရမြဲစင်ရခဲ့တယ်။ငါရဲ့ကံကြမ္မာဟာထူးဆန်းတယ်။မိုးကုတ်အုံမှာကြောက်မအောင်ခဲ့ပေမဲ့မိုးကုတ်မြို့ကတထေးမကြီးတို့ကငါ့ကိုရှင်လုံးတို့မွေးစားခဲ့တယ်။မကြပါဘူး။ငါ့ကိုမွေးစားပြီးမကြခင်မှာပဲတထေးမကြီးလည်းဆုံးသွားခဲ့တယ်။တထေးမကြီးတည်ဆုံးသွားတော့ငါ့အတွက်အမွေတွေအများကြီးရခဲ့တယ်လေ။ ငါဟာတထေးသားကြီးစီကတထေးမကြီးစီကရခဲ့တဲ့အမွေအားလုံးကတဝက်ခွဲပြီးမိုးကုတ်မှာအကြီးအကျယ်လှူဒန်းခဲ့တယ်။ကြံတဲ့တဝက်ကိုပိုက်ပြီးရွာကိုပြန်လာခဲ့တာပေါ့။ရွာကိုလည်းရောက်တော့ရွာမှာငါဟာအချမ်းသာဆုံးတစ်ယောက်ဖြစ်နေခဲ့တယ်။ရွာမှာရှိတဲ့လဲပိုင်ရှင်တွေငါလောက်မချမ်းသာတော့ဘူး။ကိုနောက်ကရဲ့အဖေလဲပိုင်ရှင်ကြီးကတော့ကံကြောင်းမလားလို့ဆင်းရဲနှပ်သွားပြီးငါအခြေဆုံးကိုနောက်ကိုင်းမင်းကလေးကတော့တီလာရှင်ဝက်သွားချတယ်။ ငါပြန်ရောက်တော့ရွာဦးเจ้าကိုအခမ်းအနားဆုံးဖြစ်အောင်ပြုပြင်ဆောက်တည်ပေးခဲ့ပါတယ်။ငါရဲ့အိမ်ကိုလည်းရွာမှာအကြီးကျယ်ဆုံးဖြစ်အောင်ဆောက်တည်ပေးခဲ့တယ်။တရွာလုံးကလူတွေကလည်းငါ့ကိုတထေးကြီးဦးချမ်းသာလို့ခေါ်ကြတယ်။အဲ့ဒီချိန်မှာငါဟာလူတွေကိုယွန်ချသွားတယ်လေ။ဒီလူတွေကိုအရွက်တိုက်ရှင်စိတ်လည်းဖြစ်ပေါ်သွားတာပေါ့။ဒါကြောင့်ငါဟာငွေကြေးတနချမ်းသာကြော်ဝပြီမဲ့ငါရဲ့ဝယ်စားစင်ရင်မှုကတော့ဟိုးအရင်ကတရွာလုံးခိုင်းဘက်ဖြစ်စဉ်ကအတိုင်းပဲနေထိုင်ဝတ်ဆင်ခဲ့တယ်။ တရားလုံးကလူတွေငါအပေါ်နှိပ်ဆက်ဆက်ဆံခဲ့တာတွေကိုမမေ့တဲ့သဘောပေါ့ကွာအဲ့ဒီတော့ဝယ်စားစီရင်တာကကောင်းတယ်ကွာဘာဖြစ်လို့လဲဆိုတော့ငါဘဝကိုငါမမေ့တော့ဘူးအရင်ကအင်မတန်ဆွမ်းမဆင်းရဲနွမ်းပါလာတဲ့အတွက်လူတွေရဲ့နှိမ့်ချဆက်ဆံခြင်းတွေကိုခံခဲ့ရတယ်ဆိုတာငါရဲ့အဝယ်စားတွေကတတိပေးနေတယ်ကွာတကယ်တော့ငါဟာလောကကြီးကိုလည်းအရွက်တိုက်တယ်လူတွေကိုလည်းအရွက်တိုက်ခဲ့တယ်ကွာဟုပြောလေဤသူအခါတရားကတပြင်းချ၍ ခမရရဲ့ဘဝကတော့အထူးဆန်းပါပဲဗျာကျုပ်တသက်မှာဒီလိုလူမျိုးတစ်ခါမှမတွေ့ဘူးပါဘူးဘာပဲဖြစ်ဖြစ်အရွက်တိုက်တယ်ဆိုတာဟာနောက်ဆုံးတော့ကိုကိုကိုပြန်ထိတာပါပဲသူတော်ဘာကိုအရွက်တိုက်ပြင်မဲ့တကယ်တမ်းကိုစိတ်ကိုကိုအမြဲတမ်းအထိနာနေတယ်ငါကိုလူတွေဘလို့ထင်ကြမလဲဆိုတော့ခံစားမှုတွေအမြဲဖြစ်ပေါ်နေတယ်တကယ်တော့ဒါဟာကိုကိုကိုနှင်းစဲတယ်လို့ပါပဲဗျာဟုတ်ပြောလေရာတရောင်းသားနဲ့တူတော့လေပိုင်ရှင်ဒီမျက်နာကွက်ခနဲ့ပြတ်သွားပြီဘာ ကိုကိုကိုညှင်းဆဲနေတယ်ဟုတ်လားမင်းရဲ့စကားကထူးဆန်းလိုက်တာဟုပြော၍မျက်မှောင်ကျုပ်ပြီးစဉ်းစားလေအတန်းကြာအောင်စဉ်းစား၍လက်ဖြောက်တီးပြီးဟုတ်တယ်မင်းပြောတာဖြစ်နိုင်တယ်ငါဟာလူတွေကိုအရွက်တိုက်ပြီးနေပေမဲ့တကယ်တမ်းကျတော့ငါ့ကိုငါပဲငါကပင်ပန်းနေတာဖြစ်တယ်လူတွေငါ့ကိုဘလို့ထင်ကြမလဲငါရဲ့အပြုံမူကိုဘလို့တွေဝေဖန်ကြမလဲလူလာမာကိုငါအမြဲတမ်းစောင့်ကြည့်နေခဲ့တယ် ဒီတော့ငါးရက်စိတ်တွေအမြဲတမ်းပင်ပန်းရတယ်။ဟုတ်တယ်။မင်းပြောတာမှန်တယ်။လောကကြီးကိုအရွက်တိုက်မယ်ဆိုရင်အရွက်တိုက်တဲ့သူပဲစိတ်ပင်ပန်းရတယ်။ဟုတ်ပြီ။ဒီနေ့ကစပြီးငါအမြဲမှန်ရသွားပြီ။ငါရဲ့အိမ်မှာငါပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်နေထိုင်တာဟာအကောင်းဆုံးပဲဆိုတာငါသိသွားပြီ။ဒီတော့မင်းကိုတိတ်ပြီးကျေးဇူးတင်တယ်။မင်းဟာငါရဲ့ကျေးဇူးရှင်ပဲ။မင်းဝင်ကကျေးဇူးပြုမယ်။ မင်းငါနဲ့လိုက်ခဲ့တဲ့မှာရွာရောက်ရင်မင်းကတဝါကြီးကျွေးမွေးခြင်းလို့ဟုပြောလေ။တိဟကကောင်းရမ်း၍ကျုပ်ကခမည်းရဲ့ကျေးဇူးခြင်းမဖြစ်ပါဘူးဗျာ။မမျှော်လင့်မဲ့ကျုပ်ရဲ့စကားကြောင့်ခမည်းညံအလင်းရသွားတယ်ဆိုရင်ကျုပ်ဝမ်းသာပါလေ။ဒါဟာအိန်းကြီးကျုပ်ကလည်းအိန်းကြီးကအလौသမားတစ်ယောက်ပါ။ခမည်းနဲ့လိုက်ဖို့အခွင့်အရေးလည်းမရှိပါဘူးဟုညင်းဆန်လေ။သို့တော်စရောင်းစားနဲ့တူသောလေပိုင်ရှင်ကတိဟကို၎င်း၏ရွာသို့လိုက်ခဲ့ရန်အကြိမ်ကြိမ်ဖိတ်ခေါ်သည်ဖြင့် တီဟလည်း၎င်းအနောက်သို့လိုက်ရလေတော့၏၎င်း၏ရွာသည်ရှောင်း၏တစ်ဖက်တွင်ရှိသောအင်းရှေအလုံးများပြားသောရွာတရွာဖြစ်၏ရွာအလယ်တွင်တံတောင်းစားနှင့်တူသောလဲပိုင်းရှင်၏ခန္ဓာကြီးကျယ်သောအိမ်ကြီးရှိ၏ထိုအိမ်ထဲတွင်ဝိုင်းဝန်းလောက်ကိုင်းနေသောလူများကိုတွေ့ရ၏လဲပိုင်းရှင်သည်တီဟအားနေလေသာကျွေးရန်ဟင်းပွဲများကိုအကြအနာပြင်ဆင်လေ၏အတန်ကြာသောအခါဟင်းများအလုံးကျက်ပြီးလေပိုင်ရှင်နှင့်တီဟသည် နေလေသာကိုမိန်ချက်စွာစားတောက်ကြလေ၏ လေပန်ရှင်၏ထမင်းဝိုင်း၌ဟင်းမျိုးစုံလင်လှပြီးတီဟအားအဲဝတ်ကြေပြွန်စွာဧကံကြောင့်တွေ့ရ၏တီဟသည်လေပန်ရှင်နှင့်မမျှော်လင့်ဘဲတည်ကျွမ်းကြရ၏အိမ်နေချင်းနှင့်ပတ်သက်သောအကြောင်းအရာများကိုမေးမြန်းဆုံတန်းရန်ဆုံးဖြတ်လိုက်၏ထို့ကြောင့်လေပန်ရှင်အားအိမ်နေချင်းအကြောင်းကိုမေးမြန်းရာအိမ်နေချင်းချီမိန်းကလေးနှစ်ဦးလှေဖြင့်တစ်ဖက်ကန်းသို့ကူတန်းသွားသောအကြောင်းရင်းကိုတည်ရ၏ရှောင်းဤတစ်ဖက်ကန်းတောင်ကုန်းပေါ်ရှိဇေဒီရှိ၏သူစီဒီမှာအိန်နီကြီးဤတခင်ဒေါ်ပန်းယုံတည်ထားသောဇေဒီဖြစ်ကြောင်းသိရ၏ ဒေါ်ပန်းယုံသည်ထိုစီတီတို့မကြခဏတွားရောက်၍ကုသိုလ်ကောင်းမှုအလုံးများလောက်ကန်ကြောင်းသိရ၏လဲပိုင်ရှင်သည်တီဟာ၏ဘဝနောက်ကြောင်းကိုစိတ်ဝင်စားစွာမေးမြန်းပြန်သည်လဲပိုင်ရှင်သည်တီဟာအာသူ၏ရွာသို့အကြိမ်ကြိမ်လာရောက်လဲပတ်ရန်လဲဖိတ်ခေါ်၏လဲပိုင်ရှင်၏ပွင့်လင်းသောစကားပြောဟန်ကြောင့်တီဟာတို့နှစ်ဦးသည်ငယ်ပေါင်းကြီးပေါ်များကဲ့သို့ခင်မဲရင်းနှီးသွားကြလေ၏တီဟာသည်ညနေဆောင်သောအခါမှပင်လဲပိုင်ရှင်ကိုနှုတ်ဆက်၍ပြန်ခဲ့လေ၏ လေပိုင်ရှင်ဒီတီအာအာဒီမညီလေးမင်းအားတဲ့အချိန်ကျုပ်စီလာခဲ့ပါမင်းအချိန်မရကျုပ်စီလာခဲ့ကိုဖိတ်ခေါ်ပါတယ်လိုအပ်တာရှိရင်လည်းပြောပါတကယ်တော့မင်းဟာကျုပ်ရဲ့ညာအလင်းကိုပွင့်စေခဲ့တဲ့ကျေးဇူးရှင်တစ်ယောက်ပါဟုပြောလေသည်တီဟာဒီလေပိုင်ရှင်ကိုနှုတ်ဆက်၍အိမ်ကြီးကြီးသို့ပြန်ခဲ့လေတော့၏ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းလေးစီစဉ်တင်ဆက်မှုကိုအီမာနေခိတ္တခဏရန်နာဝင်ပြုပါခင်ဗျာဒီနေ့မှာအချိန်ပြည့်ပြီးဝင်ရောက်နားဆင်အားပေးကြကြသူ ကျွန်တော်တို့ရဲ့ညကောင်မောင်မတအူးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညကောင်မောင်မများအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေကဘေးပြာအပေါင်းမှခင်းဝေးကြပါစေခင်ဗျာ